VMO RPG game log ရဲ့ရွှေခေတ်ပြတ်သုံးပြီး10နှစ်ကြာမှဇလန်းစတင်ထားပါဗျ။ Game Community တို့ကအဆုံးစုံ VMO game ကိုဖန်တီးခဲ့ပေမဲ့အရင်ကလက်တွေ့ဆန်လွန်လာကြောင့်လူကြိုက်မပြားပဲပြတ်သွားခဲ့ပါဗျ။ဟီရိုရှိကတော့ပြင်းစရာကောင်းတဲ့အထက်တန်းကျောင်းရဲ့ဆရာများနားဒီကန်းထဲမှာဆရာရာစုဟိုကနဲ့ဘွဲရပြင်းဘာလို့ရမှမဆုံးဖြတ်ရသေးကြောင်းပြောနေခဲ့ပါဗျ။ ဆရာကတော့ဟီရိုရှိကိုအပြေးသမားပြန်လာလို့ဖို့စီရင်ဝင်မယ်ဟီရိုရှိကတော့တုံဆိုင်နေရပါတယ်အပြင်ထပ်လာတော့ဟီရိုရှိကသူ့တငယ်ချင်းတာကာပူမီနဲ့တွေ့ပြီးယာစုကနဲ့စကားပြောတာအတိတ်ပဲမရှိအောင်ပြောဆိုကြပါတယ်ဟီရိုရှိအိမ်ပြန်လာမှာတော့ကြောင်းဘူလီနှကောင်သူ့ပတ်စံနေရအနိုင်ချင်းကယူသွားခဲ့ပါတယ်ဒီလိုနဲ့ဒီနေ့ကဆိုးရွားတယ်လို့ခံစားရပေမဲ့ဟီရိုရှိကသူချိုတင်မာယူထားတဲ့ VRMMO game ဖြစ်တဲ့ Finalizing Quest App 22တို့ကိုရရှိဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။ဒါပေမဲ့သူကတ်ဆုံးမှုကြောင့် game ဝယ်ဖို့ရန်တထောင်လိုနေတာကြောင့် game ကိုမရရှိခဲ့ပါဘူး။ အင်တာနက်မှာအတတ်အသုံးစည်းနဲ့ရှာတွေ့ခဲ့တဲ့ဂိမ်းအော်တော်မရလိုက်တဲ့အတွက်စိတ်ပြက်လက်ပြက်ဖြစ်ကထွက်လာတော့မှကီဆာရာဂီလို့ခေါ်တဲ့ဂိမ်းဆိုင်တစ်ဆိုင်ကိုမြင်လိုက်ရပါတယ်။ဆိုင်ထဲမှာတော့၃နှစ်တတိုင်းရှိပြီဖြစ်တဲ့ဂိမ်းတစ်ခုကိုတွေ့တော့ဆိုင်ကောင်မလေးကို F22 ဂိမ်းရှိလားလို့မေးလိုက်ပါတယ်။ဒါမဲ့သူကမရှိဘူးထင်ပြီးတော့ဆိုင်ကထွက်ခန့်နီးလေးမှာတော့ဆိုင်ကကောင်မလေးကသူ့ကိုရှမ်းတတောင်းနဲ့ဂိမ်းတစ်ခုဝယ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ဟီရိုရှိကတော့အဲ့ဒါ F22 ဖြစ်မဲ့ထင်မဆိုင်မတော့ဝယ်လိုက်ပါတယ်။ဒါမဲ့အဲ့ဒီဂိမ်းကကာဝေယံကွက်ဖြစ်နေပါတယ်။ F22 မဟုတ်တဲ့အတွက်စိတ်ဆိုးပြီးပြန်ပေးဖို့ကြိုးစားပေမယ့်အဲ့ဒါလူကြီးတွေအတွက်ရည်ရွယ်တဲ့ဂိမ်းဖြစ်ကြောင်းကြားလိုက်တဲ့အခါမှာတော့ဝယ်တော်ကိုဆွဲဆောင်ခံလိုက်ရပါတယ်။အပြင်ရောက်တော့ဟီရိုရှိကသူ့ညီမကိန်းနဲ့ပြဿနာတက်ပြီးသူ့အခန်းကိုသွားကဂိမ်းစတင်ကစားပါတယ်။ဂိမ်းစစချင်းမှာပဲနတ်သမီးတစ်ပါးကသူက overtime ကပ္ပကိုကယ်တင်ရမယ်သူရဲကောင်းဖြစ်ကြောင်းပြောပါတယ်။ပထမဆုံးအလုပ်ကတော့မြို့ကနေထောက်ခါပြီး Flora မြို့ကိုသွားဖို့ပါပဲ။ဟီရိုရှိနိုးလာတဲ့အခါအခန်းထဲကပတ်ဝန်းကျင်သတိထားမိပြီးဂိမ်းရဲ့လက်တွေ့ဆန်မှု နာကျင်မှုအောင်ခံစားရတဲ့ဒီလက်တွေ့ဆံမှုချီးကျူးနေမိပါဗျ။အဲ့ဒီချိန်မှာတော့အလစီယာလို့ခေါ်တဲ့မိန်းကလေးတယောက်အခန်းထဲဝင်လာပြီးဟီရိုရှိကိုသူ့ရဲ့ဂိမ်းနံပါတ်ဖြစ်တဲ့ဟီရိုလို့ခေါ်လိုက်ပါဗျ။သူတို့ကကလေးဘောကတငယ်ချင်းတွေဖြစ်ကြောင်းနဲ့ဒီနေ့ကပတ်တိခိုးဖို့သွားမယ်လို့ပြောလိုက်ပါတယ်။ဟီရိုကတော့သူကတကယ်ပဲဗီဒီယိုဂိမ်းမှရှိနေရတာဆိုတော့ဝေကေရခတ်နေပြီးတော့ Six Sacrario မြန်မာဂိမ်းဖြစ်မှန်လက်ခံလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲ LCI ကိုမာတရအခန်းထဲဝင်လာခဲ့ပါတယ်။ မာတရန်ကတော့ရီမောပြီးတော့ဟီရိုကိုပန်းတီတလုံးပေးလိုက်ပါတယ်ဟီရိုကတော့ပန်းတီကိုကင်တွေတဲ့အခါအနမ်းနဲ့ထိတွေ့ရပါအရင်ကလက်တွေ့ကြရတယ်လို့ချီချူးလိုက်ပါတယ်ဖလိုရာမျိုးကိုသွားရမယ်ဆိုတဲ့နတ်သမီးစကားကိုတတိယလာပြီးဟီရိုကအဲ့ဒီကိုရောက်ဖို့မျိုးကနေဘလို့ထွက်မလဲလို့မေးလိုက်တာကြောင့်အလစီယာနဲ့မာတင်တို့နှစ်ဦးလုံးကတိတ်လန့်သွားပြီးမျိုးကထွက်ရင်အဆောက်နေရာလိုက်လာမှဖြစ်လို့မတော်ဘူးတားမြစ်ကြပါတယ်ဒါမဲ့ဟီရိုကတော့မျိုးကနေထွက်ဖို့စိတ်ပိုင်းဖြတ်ထားပါတယ် အဲ့ဒီခါမှာတော့မတန်ရဟီရိုအတိတ်မိနေရလို့ထင်တာအပြင်ဘက်မှာကိုဘလင်နဲ့ကြက်စားနေရကြောင်းဒီမျိုးကအပြင်ကဘာနဲ့ဆက်ပြတ်နေကြောင်းရှင်းပြပါတယ်ဟီရိုကတော့ကိုဘလင်နေကိုတယောက်တည်းရင်ဆိုင်နိုင်မယ်လို့ယုံကြည်နေတာကြောင့်မတန်ရကတော့စိန်ခေါ်လိုက်ပြီးတက်ခိုက်ပွဲလေးလုပ်လိုက်ပါတယ်အဲ့ဒီပွဲမှာတော့ဟီရိုကတစ်ချက်ထင်းနဲ့အရှုံးပေးလိုက်ရပါတယ်ဒါကြောင့်ဒေါသထွက်ပြီးပန်းသီးစားနေမှာတင်ုံတွန်းလိုက်တာကြောင့်မတန်လည်းဒါနဲ့မတော်တဆထုံးမိတာတိတ်ဆုံးသွားခဲ့ပါတယ် အကိုတည်သွားတဲ့ဒေါသထွက်နေတဲ့ Alicia ကတော့ Hero တပ်ဖို့ကြိုးစားတာကြောင့်ပြေးနေရပါတယ်။မျိုးရင်းမှပြေးနေတော့ Hero ကဂိမ်းဆိုင်အကောင်ပါလီ Riona နဲ့တွေ့ပြီးတော့သူကနတ်သမီးပုံစံနဲ့ပေါ်လာပါတယ်။သူမကတော့ Hero ဝတ်ဆင်ထားတဲ့လက်ပတ်မှာသူ့ရဲ့ဂိမ်းပွဲအမျိုးရေးထားပြီးတော့အဲ့ဒါကတော့အချစ်ဆုံးတငယ်ချင်းတတ်သမားလို့ဖော်ပြကြောင်းပြောပြပါတယ်။ Riona ကတော့သူ့ရဲ့ကြောင်းဝက်ပွဲကောင်းတဲ့ပွဲအမျိုးဖျက်လို့မရတော့ဂိမ်းဒေတာကိုလည်းဖျက်ပြီးပြန်စားတင်လို့မရကြောင်းချက်ချင်းပြောပြပါတယ်။ဂိမ်းတစ်ခုလုံးရဲ့စနစ်က Auto Save ပုံပါတာအခြေခံထားပြီးတကယ်ဘဝဇလန်ကိုဖျက်ပြီးပြန်စားတင်လို့မရနိုင်တယ်လို့ပါပဲလို့ရှင်းပြပါတယ်။ဒါကြောင့် ိတ်ပြက်လက်ပြက်နေပဲဟီရိုကဂိမ်းအတွက်ငွေပြန်အမ်းပေးဖို့တောင်းဆိုလိုက်ပေမဲ့သူမရဲ့ဆံမှာငွေပြန်အမ်းခွင့်လောကမရှိတဲ့မူဝါဒရှိကြောင်ပြောပြပြီးညင်းလိုက်ပါတယ်။အခြေအနေကိုပို့ပြီးကြိုးကြောင်းစီရော်တဲ့ပုံစံနဲ့ကင်တွေဖို့ရီယိုနာကဂိမ်းနဲ့တခြားကစားသမားတဝူဖြစ်တဲ့ကန်ဂျီကိုရှာဖွေဖို့အကြံပေးထားပါတယ်။လုံငယ်ရဲ့ဆင်းနေရဂိမ်းစားတင်ထုံးဝေတော့သူလည်းပဲသူ့ရဲ့အခြေဆုံးတကယ်ချင်းကိုတတ်ခဲ့သူဖြစ်ပါတယ်။ကန်ဂျီကိုရှာဖွေဖို့မတွားခင်မှာရီယိုနာကတော့ဟီရိုကိုသူ့ရဲ့အိတ်ကော်ဆစ်ဆေးဖို့ပြောပြီးငွေ30တွေးချောင်းပြောပြပါတယ်။ဒါကြောင့်ဈေးပေါ်ရဲ့ဝယ်စားချက်ကိုဝယ်ဖို့အကြံပေးလိုက်ပါတယ်။ မာတင်တီဆုံးကြောင်းတပြင်းနေပြန်နေပြီးတော့သူ့ကိုတတ်တဲ့သူအတွက်ဗယံထုတ်ထားတာကြောင့်အဝတ်စားဆိုင်မှာဟီရိုကမွေး15ပြားပဲရှိတဲ့အဝတ်စားသူ့ရဲ့ပြည့်မှုမှတ်တမ်းကြောင့်25ပြားနဲ့ဝယ်လိုက်ရပါတယ်။ညနေရတော့လောင်းကစားဆွဲနေတဲ့ဂန်ကြီးရှိနိုင်တဲ့ကာစီနိုရှိသူတို့သွားကြပါတယ်။ဒါပေမဲ့သူတို့ကတော့ယူသွနေတဲ့အလစီယာနဲ့လမ်းကြားချင်းလေးတစ်ခုထဲမှာရင်ဆိုင်တွေ့ကြပြီးအလစီယာကတော့သူ့ကိုတတ်တဲ့အတွက်ဂလာစားချီကိုဟီရိုတတ်ဖို့ကြိုးစားပါတယ်။ သူ့ကိုတက်ရမှာအုံပြုခဲ့တဲ့ဓာတ်နဲ့အလစီယာစတင်တိုက်ခိုက်လာတာဟီရိုကလည်းပြင်းနေတဲ့တစ်တော်နာအတင်လုံးအိမ်လေးတစ်ခုရှိရထွက်ပြေးကလွတ်မြောက်နိုင်ခဲ့ပါတယ်ဟီရိုကတော့အပြင်းမြင့်လာကြောင်ပွဲနံပါတ်အစ်တစ်ခုထိုက်ရလာပြီးတော့ဂိမ်းကစားရတာစိတ်ကုံသွားတာကြောင့်လော့အော့လုပ်ဖို့ကြိုးစားပေမဲ့အနေရင်နဲ့နီးနေသေးတာကြောင့်လော့အော့လုပ်လို့မရခဲ့ပါဘူးအဲ့ဒီချိန်မှာပဲရုတ်တရက်အလစီယာပေါ်လာပြီးဓာတ်နဲ့တိုက်ခိုက်ကဟီရိုရဲ့လက်ဖွာတီးဖြတ်လိုက်ပါတယ် ဒါကြောင့်ဟီရိုကူညီဖို့အတွက်ရီယိုနာကတော့အလစီအိုင်းမြေလုံးတိုက်ခိုက်ပြီးအချိန်ဆွဲပေးထားတာကြောင့်ဟီရိုလည်းထွက်ပြေးလို့မရနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့လော့အော့လုံနိုင်တဲ့ဟီရိုရှီကလည်းစိတ်သက်သာရွာသွားခဲ့ပြီးတော့ပြီးခဲ့ရတာဘလောက်ကြာသွားလဲလို့တွေးမိပါဗျ။ ောက်နေ့မှာတော့ဟီရိုရှိအိမ်မှာရှိနေတော့ရီယိုနာတို့ဂိမ်းဆက်ကစားဖို့မက်ဆေ့ပို့ပါတယ်။ဒါနဲ့ဂိမ်းဆော့မယ်လို့တော့သူညီမနဲ့တွေ့ကပြဿနာနဲ့တက်ပြီးနောက်ဂိမ်းနဲ့ကိုပြောင်းဝင်လိုက်ပါတယ်။ဂိမ်းနဲ့မှာတော့သူ့လက်ပေါ်ကဒဏ်ရာရှိနေတော့ဖြစ်ပြီးသူ့လက်ကိုကုသဖို့စေဘဝင်ပင်တစ်မျိုးတွေ့ပေမဲ့ဂိမ်းရဲ့လက်တွေ့ဆံမှုကြောင့်ဘလို့အသုံးပြုရမှမသိခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲတစုံတရာသူ့ရှီကိုရောက်လာခဲ့ပါတယ်။ဟီရိုကတော့အဲ့ဒီလူကဂန်ဂျီဖြစ်ကြောင်းသိလိုက်ပြီးတော့ဂန်ဂျီကတော့စေဘဝင်ပင်နဲ့သူ့လက်ကိုကုပေးပြီးတော့ ကာစီနိုသွားပြီးအရေးကြီးကိစ္စတွေပြောဆိုကြပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကကန်ဂျီကအင်ရီကီလိုခေါ်တဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းဂျူရိုတိုက်ခွတ်အနေနဲ့တက်ခဲ့မှုပါတယ်။အဲ့ဒီနောက်မှာတော့ဂိမ်းဝင်အနိုင်ယူနိုက်တက်ဦးသေးသောသူကာမိုရီနဲ့ သူ့ရဲ့တွေးဆမှုကြောင်းပြောပြရပါတယ်။ပြီးတာနေကန်ကြီးကကာစီနိုတဲ့အလူတန်းကိုဝယ်ရန်ပြေးနေရတဲ့ဟီရိုကဒီမှာရှိချောင်းကြီးညာလိုက်ပါတယ်။ဟီရိုကတော့စိတ်ပြတ်သွားတဲ့အချိန်မှာမျိုးဆောင်တပွဲရောက်လာကသူ့ကိုဖမ်းဆီးမှဖြစ်ကြောင်းအတိပေးလိုက်ပါတယ်။ထိတ်လန့်သွားတဲ့ဟီရိုကထပ်ပြေးဖို့ကြိုးစားပေမဲ့ကန်ကြီးကဂျူရိုတိုက်ခွက်ကိုအုံမြူပြီးသူ့ကိုဖမ်းချုပ်လိုက်ပါတယ်။အဲ့ဒီနောက်မျိုးဆောင်တပွဲကဟီရိုကိုလွှဲယူပြီးကန်ကြီးကိုစုချင်းဝင်ပေးလိုက်ပါတယ်။ကန်ကြီးကလည်းသူ့ပြုံးမှုအတွက်73နှစ်ထောင်ကြားခဲ့ပြီးလက်ရှိမှာလူငင်းချက်တာကွန်းနဲ့ရှိနေသူဖြစ်ပါတယ်။ပြီးနောက်မှာတော့မျိုးဆောင်တပွဲကအဟီရိုကိုကာစီနိုကနေခေါ်သွားပြီးမျိုးအလယ်မှာရက်လိုက်ပါတယ်။ပတ်ဝန်းကျင်ကလူတွေက တော့ဟီရိုကြောက်ခဲတဲ့ပြင်ပေါက်ကြပြီးတော့ဝေဖန်ပြောဆိုနေကြပါတယ်။ဟီရိုကတော့အဝေးကနေဒီဖြစ်ပျက်ကိုကြည့်နေတဲ့အလစီယာမြင်လိုက်ရပါတယ်။ဒါကြောင့်ဟီရိုကအဆောင်တွေကိုသူ့ထောင်ထဲသားမြန်မြန်ချပေးဖို့တောင်းဆိုလိုက်ပါတယ်။ထောင်ထဲရောက်တဲ့အခါမှာတော့အဆောင်ကတော့သူ့ကိုတရားစီရင်မှုပြင်ဆင်မှုတွေပြီးတဲ့အထိဒီမှာထားခဲ့မယ်လို့ပြောပါတယ်။စိတ်ပြတ်သွားတဲ့ဟီရိုကလည်း game event တစ်ခုရဲ့အလယ်မှာရှိနေတာကြောင့်လော့အော့လုပ်လို့မရခဲ့ပါဘူး။တနာရီတာကြာသွားပြီမဟီရိုက game အနေမှာထောက်နိုင်သေးတာကြောင့်ဗိုက်ဆာလာပြီးတိပေါက်ချင်လာပါတယ်။အိမ်သားကိုကြီးလိုက်တော့အနန်းသက်ဆိုကညစ်ပတ်နေတာကိုတွေ့လိုက်ရတာကြောင့်ခင်းရင်လက်တွေ့ဆန်လို့နေတာကိုချိန်ဆလိုက်ပါတယ်။သူ သေးပါတော့မယ့်အချိန်ပါပဲမာတရဲဝန်းကြီးရောက်လာပါတယ် ဘာတရားဝဉ္ကြီးကတော့ဟီရိုကသူ့ကိုတတ်ခဲ့ကြောင်ပြောပေမယ့်ဟီရိုကတော့မတော်တဆသာဖြစ်ကြောင်ပြန်ပြောပါတယ်။ဒါကြောင့်ဘာတရားပန်းသီးပင်အောက်မှာသူနဲ့ပေးခဲ့တဲ့ခရီးကိုပြောဖို့တောင်းဆိုပေမယ့်ဟီရိုကတော့မတိခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲရစ်ဆာလို့ခေါ်တဲ့ကောင်မလေးတယောက်ရောက်လာပြီးတော့ဟီရိုထောင်နေအန်ဒီခေါ်ထုတ်ကအထုကတစ်ခုစီခေါ်သွားပါတယ်ဟီရိုကတော့အဲ့ဒါလူကြီးတွေပဲဆိုရတာဒါကြောင့်များလားလို့ထင်ပါပေမယ့်တကယ်တော့အဲ့ဒါညင်မနှိမ့်ဆက်ရဲ့ event ဖြစ်ပါတယ်စစ်စေးမှုရစ်ဆာကတော့ဟီရိုရဲ့ကိုလန်အင်္ကာတွေကိုလှွမ်းနေဖြတ်တော့မယ့်ချိန်မှာပဲရီယိုနာရောက်လာပြီး drama ဇာတ်ကားကိုကြည့်နေရလို့နောက်ကျသွားတာဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်နောက်ကျက ခြင်းရဲ့အကြောင်းရင်းကိုစိတ်ဆိုးဝင်မဲ့ဟီရိုကတော့သူ့ရီယိုနာကူညီနိုင်သေးတာကြောင့်စိတ်သက်သာရရသွားပါတယ်။ဒါမှမဟုတ်သူ့ရဲ့ပေါင်ဖြတ်ပစ်တော့မှဖြစ်တာကြောင့်ကြောက်သွားကတီးထွက်ကြသွားခဲ့ပါတယ်။ရေစာကတော့ဒီတီးပေါက်ခြင်းကသူမနှိမ့်ဆက်သမျှတွေမှာအကောင်းဆုံးဖြစ်ကြောင်းချီးကျူးပြီးတော့ပြင်းမနှိမ့်ဆက်မှုကိုစတင်တော့မယ့်အချိန်ပါပဲ။အဆောင်တရောက်တားဆီးလိုက်ပါတယ်။အဆောင်ကတော့မျိုးစုံတပ်ဖွဲ့ရဲ့ခေါင်းဆောင်တက်ဆလာကတော့ဟီရိုနဲ့စကားပြောလိုတာဖြစ်ကြောင်းတင်ပြပို့ပါတယ်။ ချုပ်ထားတဲ့ဂျိုးတွေကနေလွတ်မြောက်သွားတဲ့ဟီရိုကလည်းနောက်ဆုံးမှတော့ဂိမ်းကနေလော့အော့လုံနိုင်ခဲ့ပြီးဒီဂိမ်းကိုဘယ်တော့မှမကစားတော့ဘူးလို့ကြေကျော်လိုက်ပါတယ်။ဂိမ်းထဲမှာညှဉ်းပန်းနှိပ်စက်ခံရတော့မယ့်နီဘာကြုံတွေ့ခဲ့ပြီးနောက်ဟီရိုကတကယ်ကပါကိုထိလန့်တဲ့ကြားနဲ့ပြန်ရောက်လာပါတယ်။သူတကယ်တမ်းတီးထွက်ကြသလားဆိုတာချက်ချင်းစစ်ဆေးပြီးတကယ်မဖြစ်ခဲ့တာကြောင့်စိတ်သက်သာရာရသွားခဲ့ပါတယ်။အထိမ်းမှာတော့ဟီရိုရှိရဲ့ဘောကိုထာဝရပြောင်းလဲစေတဲ့အပြင်းအဝင်းမှာအဖြစ်ပြက်ကိုပြသပါတယ်။ပြန်ဝင်စားတည်နေမှာဟီရိုကနောက်ကျကြံနေခဲ့ပြီးပုံမြင်အောင်တောအားပေးဖို့ကြိုးစားတဲ့ခါမှာတော့ချော်လဲပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ ဟီရိုရဲ့တငယ်ချင်းတာကာပူမီနဲ့ဆရာယာဆူအိုကာတို့ကစိုးရိမ်နေကြီးပေးလာကြည့်တဲ့အခါမှာပဲဟီရိုကတေးထွက်ကြသွားခဲ့ပါတယ်။ဒီဖြစ်ဖြစ်ဟီရိုဒီနေ့ထိ၆လနေတဲ့ဖြစ်ဖြစ်ဖြစ်ပြီးတော့အပြေးသမားဘွားကိုအပြီးတန်ဆုံးလုံခဲ့ရတဲ့အကြောင်းလေးဖြစ်ပါတယ်။လက်ရှိချိန်ပြန်ရောက်လာတဲ့အခါမှာဟီရိုကသူ့ကိန်းကိုအကျဲကစားနေတာကြောင့်သူ့ညမအနေနဲ့စကားထံပြပါတယ်။ဟီရိုကတော့သူ့ကိန်းစားနာကိုဆုံးလုံလိုက်ပြီးလို့ပြောလိုက်တဲ့အခါမှာတော့သူ့ညမကဒေါသထွက်သွားခဲ့ပါတယ်။အခက်ခဲကြုံတဲ့အမြဲတမ်းလက်လျှော့တတ်တဲ့သူ့အကျဲကိုမကြကြအောင်သူမစိတ်ဆိုးသွားပြောဆိုပါတော့တယ်။ ကျောင်းသီမီနောင်ဟီရိုကတော့ရီယိုနာရှိတဲ့ဂိမ်းဆိုင်ကိုသွားပြီးတော့သူ့ဝယ်ခဲ့တဲ့ဂိမ်းကိုပြန်ရောင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရီယိုနာကတော့သူ့ကိုပြန်မရောင်းမိအောင်စီယုံနိုင်ခဲ့ပြီးတော့ခင်းဟောနိုင်ယူနိုင်ခဲ့တဲ့တဦးသေးတော့သူ့ဖန်တီးထားတဲ့ဂိမ်းလက်ညှိုးဝက်ဆိုင်ကိုပြသလိုက်ပါတယ်။အဲ့ဒီဝက်ဆိုင်မှာတော့ဂိမ်းတွေကဟီရိုရှိရဲ့လက်ရှိပြဿနာတွေအတွက်အကြံပေးချက်တွေပြထားပါတယ်။ဒါပေမဲ့အဲ့ဒီအကြံဉာဏ်တွေအလုံးကတော့ဟီရိုအတွက်အထောက်အကူလုံးဝမဖြစ်ခဲ့ပါဘူး။စိတ်ပြပေမဲ့ရီယိုနာရဲ့စီယုံမှုကြောင့်ဟီရိုကဂိမ်းကိုဆက်လက်ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဂိမ်းထဲကိုပြန်ဝင်လာတဲ့ဟီရိုကသူထွက်တဲ့နေရာနေဆက်လက်ကစားပြီးတော့မျိုးစောတပ်ဖွဲ့ရဲ့ကောင်းဆောင်တက်ဆလာရှိတဲ့နေရာစီရောက်သွားခဲ့ပါတယ်။တက်ဆလာရဲ့ကိုကြီးနဲ့ဟီရိုကမာတီကိုတက်တဲ့မှုကနေပြစ်ကင်းစီညောင်းတွေ့ရှိခဲ့ရပေမဲ့ချွာသားတွေရဲ့အပြစ်တင်ခြင်းကိုခံနေရပြီးဒုတဲ့သမားအဖြစ်တက်မှတ်ခံရတော့ပါပဲ။နောက်ပိုင်းမှာတော့သူတို့ကပစ္စည်းအယောင်းဆိုင်ကိုသွားပြီးမီကိုပုံးတွေဝယ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဟီရိုနဲ့ရီယိုနာတို့ကမာတီကိုမတော်တဆတက်မိခဲ့တဲ့အိမ်စီကိုပြန်သွားပြီးတော့သူ့သားကိုပြန်ယူဖို့ကြိုးစားပါတယ်။အဲ့ဒီမှာတော့သွေးစားနေတဲ့အလစီကစောင့်နေခဲ့ပါတယ်။ ဟီရိုကတော့မီဂိုဘွန်းတလုံးပြစ်လိုက်ပေမဲ့မီးမညိမိတဲ့အတွက်ကျမ်းမြင့်မော်ခုန်ထက်သွားရုံသာရှိပါတယ်။ရီယိုနာကတော့ဘုံမပြစ်ခင်မီးညိရမယ်လို့ပြောပြတော့သူကညှီးညွတ်လိုက်ပါတယ်။အလစီယာကသူ့ကိုတိုက်ခိုက်တဲ့အချိန်မှာပဲရီဆာကရုတ်တရက်ပေါ်လာပြီးသူ့ကိုကဲတင်ကဟီရိုကသူ့မရဲ့အပိုင်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အလစီယာကတော့သူ့ကိုတက်တဲ့လူကိုလက်စားချေတာဘာလို့တားလဲလို့မေးလိုက်ပါတယ်။ရီဆာကတော့ဟီရိုကတက်စလာရဲ့ဆုံးဖြတ်ချက်အရလူသက်မှုဆွဲချက်ကနေကင်းရှင်းသွားပြီလို့ပြောပြပါတယ်။ရီယိုနာကလည်းတက်စလာကမျိုးရင်းမှာဥပဒေရေးအခွင့်အာဏာပြေးသွားရှိကြောင်း ဒါကြောင့် LCC ကဟီရိုတက်ပြီးထိခိုက်အောင်လုပ်မယ်ဆိုရင်ဥပဒေချိုးဖောက်ရရာကြောင့်ဟီရိုပြောပြပါတယ်။ဒါကြောင့်ဟီရိုကလည်းပြောသွားပြီး Racer ကတော့သူရှိနေတဲ့နေရာဘယ်လိုတည်လဲဆိုတာချက်ချင်းသိကျင်လာပါတယ်။ Racer ကတော့သူ့ကိုပို့ပြီးရင်းနှီးကျင်တဲ့အတွက်သူ့ကိုလှုပ်ဝက်စာလိုက်ချောင်းတွေကြောင့်ဝေခံလိုက်ပါတယ်။ဒီစကားကသူ့ကိုစိတ်တူစေပါတယ်။ Riona ကတော့ Racer ကိုသူတို့ဖွဲ့တယ်ကိုဖိတ်ခေါ်ဖို့အကြံပေးလိုက်ပါတယ်။ဟီရိုကတော့ဒီကြောင့်သဘောကျပြီမယ်။ Racer ကတော့သူကဟီရိုရဲ့အသေးနဲ့အခြေအခံပြီးရှာခွေပေးခဲ့တဲ့အကြောင်းခုံယူစာဝင်ခံလိုက်တဲ့ခါပါတယ်သူကအားအသင့်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲဟီရိုအလစီယာတိုက်ခိုက်တော့မဲ့ချိန်တွေပါပဲရေစာသူ့ကိုဆွဲလိုက်ပြီးကယ်တင်လိုက်ပါတယ်။ဒါကြောင့်ရေစာအလစီယာစိန်ခေါ်ပြီးနှစ်ယောက်သားတိုက်ခိုက်ကြပါတယ်။တိုက်ခိုက်နေတုန်းမှာပဲအလစီယာရဲ့ဓာကျသွားတာကိုခွင်ကောင်းယူပြီးဟီရိုကပရင်းမောင်းကနေအပြင်ဘက်ကိုပြစ်ထုတ်လိုက်ပါတယ်။ဒါမဲ့အလစီယာမှာဓာနှစ်လက်ထပ်ရှိနေသေးပြီးတော့ဓာနှစ်လက်နဲ့ဆက်လက်တိုက်ခိုက်ပါတယ်။ရေစာကတော့အလစီယာနဲ့တိုက်ခိုက်ပေမဲ့အလစီယာကိုမနိုင်ခဲ့ပါဘူး။အချိန်လေးချက်တဲတဲ့ခါမှာတော့ဟီရိုကဂိမ်းလန်းညုံဗီဒီယိုတွေနဲ့အကြံဉာဏ်တစ်ခုကိုတတိယသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တိုင်းလိုက်နာပြီးဟီရိုကအလက်စီယာကိုဖမ်းဆုပ်ပေးမယ်အချင်းကြီးဖြစ်ပြီးရင်ဘတ်ကိုကန်ခံလိုက်ရပါတယ်။နာကျင်မှုနဲ့အတူမြေပြင်ပေါ်လဲကျနေတော့မာတရဲဝန်ကြီးပေါ်လာပြီးအလက်စီယာကတော့သူ့ကိုရှိနေခြင်းကိုပျော်ရွှင်စွာခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကာမိုရီရဲ့အကြံဉာဏ်ပေးခြင်းအတိတ်ဘက်ကိုပြန်လည်စဉ်းစားမိပြီးဟီရိုကအလက်စီယာကိုသူ့ချစ်ချောင်းဝင်ခံလိုက်ပြီးတော့သူနဲ့အတူဂျန်ရှိတဲ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးဖို့တောင်းပန်လိုက်ပါတယ်။ ဒီစကားကအလက်စီယိုရှက်သွားစေခဲ့ပြီးသူမကတော့နောက်ဆုံးတော့နေရာနဲ့အမြဲတမ်းပြစ်ထွက်သွားပါတော့တယ်။အဲ့ဒီနောက်ဟီရိုကတော့တစ်ပင်ရှိသွားပြီးမာတီယိုအော်ဖော်လိုက်တဲ့အခါမှာတော့မာတီယန်ဝန်ကြီးကပေါ်လာခဲ့ပါတယ်။သူတို့ခဏတာစကားပြောပြီးမာတီယန်လက်ကိုဆုပ်ကန်လိုက်တဲ့အခါကလေးဘွားတော့ဟီရိုအလက်စီယိုနဲ့မာတီယိုတို့အတူရှိခဲ့တဲ့တဲ့ကိုပြန်လည်မြင်တွေ့လိုက်ရပါတယ်။မာတီယန်သူ့ကိုမှတ်မိစေခြင်းတဲ့ကတိကသူတို့ကသာဝရတငယ်ချင်းတွေဖြစ်ကြမယ်ဆိုတာပါပဲ။ဒီကတိနဲ့အတူဟီရိုနဲ့မာတီယိုကနောက်ဆုံးမှပြန်လည်သိမ်းမြန်သွားကြပြီးမာတီယန်ဝန်ကြီးလည်းထောက်ရသားပါတော့တယ်။ ဘွိုင်းနံပါတ်အသစ်တစ်ခုရရှိပြီးတဲ့နောက်မှာဟီရိုကမြို့ရဲ့နေရာအနှံပြားကနေမီးခိုးလုံးတွေထွက်လာတာကိုသတိထားမိပါတယ်။မြို့ရင်းကိုရောက်တဲ့အခါမြို့သားတယောက်ကိုဘာကြောင့်မီးလောင်နေရလဲလို့မေးဖို့ကြိုးစားပေးမိတယ်။သူကတော့အပြေမပေးပဲသူ့အမေပြေပေါ်တုံးကအဆက်ပြေးသွားခဲ့ပါတယ်။ရီယိုနာကတော့မြို့ရဲ့ဘဘဲဆရာကိုသွားမျိုးကိုအကြံပေးလိုက်ပြီးသူ့တားကိုလည်းတန်ကြီးချို့ဖို့လည်းပြောလိုက်ပါတယ်။ဘဘဲဆရာရှိသွားတဲ့အခါမှာတော့မြို့ကိုကာကွယ်ထားတဲ့ကျုံးရဲကခန်းချောက်သွားတာဖြစ်ပြီး250အတွင်းပထမဆုံးချိန်ဖြစ်တာကြောင့် Goblin နဲ့မြို့လေးကိုကျူးကျော်ဝင်ရောက်လာပြီဆိုတာသိလိုက်ရပါတယ်။ ဘဘေးစီအရောဟီရိုရဲ့ဓာတ်ကိုတန်ကြီးချုပ်ဖို့စိတ်မဝင်စားတာကြောင့်ကိုပတာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အမြန်လန်းညွန့်ချက်တွေပေးပြီးထွက်သွားပါတော့တယ်။ ဒါကြောင့်ဟီရိုလေဒါတွေးကြောင်းနဲ့ဒါခဏတွေးပြီးနောက်မြို့သားတွေရဲ့အော်တယ်ကိုကြားလိုက်ရတော့သူတားကိုတန်ကြီးချွတ်နေရတာကိုစိတ်ကုံသွားပြီးကိုဗလီကိုတိုက်ခိုက်တဲ့နေရာရှိသွားဖို့ကြိုးစားပါတယ်။ဒါမဲ့ရီယိုနာကတော့သူ့ကိုတားလိုက်ပြီးကိုဗလီနဲ့ကဘလူးတွေလိုပဲအာကြီးကြောင်းနဲ့သူ့တည်ဆုံးနိုင်ကြတယ်။120ရာခိုင်နှုန်းထိရှိကြောင်းပြောပြီးဂိမ်းထဲမှာတည်ဆုံးသွားခဲ့တဲ့သူ့ဂိမ်းဆက်ပြန်လည်ပြုတ်ပြင်လို့မရအောင်ပျက်စီးသွားနိုင်မယ်ဆိုတာလည်းပြောပြပါတယ်။ဒါပြင်ဒီဂိမ်းကလုံးဝအငြင်းဆုံးဂိမ်းဖြစ်ကြောင်းဝန်ခံပြီးတော့ဒီဇိုင်းချွတ်ရင်ချက်အတက်ဂိမ်းကုမ္ပဏီကိုတရားစွဲဆိုမှုများစွာခံထားကြောင်းလည်းပြောပြပါတယ်။ ဂိမ်းကိုရှေ့ဆက်ဖို့တခြားရွေးချယ်စရာမရှိတာကြောင့်ရီယိုနာကဒီဂိမ်းကိုခဏနားပြီးတော့ကာမိုရီရဲ့တခြားဗီဒီယိုတွေကြည့်ဖို့အကြံပေးပါတယ်။ဒါပေမဲ့ဂိမ်းနဲ့မတက်ခင်မှာတော့ဟီရိုကအပြင်ကိုခဏချောင်းကြည့်ခြင်းပြီးတော့ဂိုဘလင်တွေကိုတေချာကြည့်ခြင်းတယ်လို့ပြောပါတယ်။သူချောင်းကြည့်နေတော့မှာပဲဂိုဘလင်တကောင်ဖန်ဆီးခြင်းကိုခံနေရတယ်။ကောင်မလေးတယောက်ကိုသူမြင်လဲရပါတယ်။ဟီရိုကတော့သူ့မောင်ကိုကယ်တင်ဖို့ကြိုးစားပေမဲ့ရီယိုနာကတော့သူ့ကိုဆွဲထားပြီးတော့မလုပ်ဖို့တားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမျိုးစောတပ်ဖွဲ့ဝင်၃ယောက်ပေါ်လာပြီးခေါမာလေးကိုကာကွယ်ဖို့ကြိုးစားပေမဲ့ဂိုဘလင်ကတော့သူတို့အတွက်ခက်ခဲလို့နေပါတယ်။ ဂိမ်းထဲမှာတော့ကိုဘလီကိုအနိုင်ယူနိုင်တဲ့ကစားသမားရှိဘူးလားလို့ဝေးတဲ့အခါရီယိုနာကတော့ကာမိုရီနဲ့တကယ်ပေါ်မှာကမ္ဘာပေါင်စင်ချန်ပီယံဖြစ်လာတဲ့ရှိုအေးဆိုတဲ့နောက်ထပ်ကစားသမားတဝူတာရှိတယ်လို့ဖြစ်ပါတယ်။ကော်မာလီကိုကယ်တင်မှုစိတ်ပိုင်းပြတ်ထားတဲ့ဟီရိုသူ့ရဲ့တင်းနဲ့ပြောင်းအနည်းဆုံးတော့ဘဘဲဆရာရဲ့ပေါင်းပြေဝတ်ဆင်ဖို့အကြံပေးလိုက်ပါတယ်။ဟီရိုကတော့သူ့ပေါင်းပြေတွေကိုဝတ်ဆင်နေတော့မှပဲနောက်ဆုံးမျိုးစောက်တပ်ဖွဲ့ဝင်ကကော်မာလီကိုကာကွယ်ရင်းနဲ့တီးဆုံးသွားပါတော့တယ်။အချိန်မဆွဲတော့ပဲဟီရိုကတော့ပြေးသွားပြီးကော်မာလီကိုကယ်တင်ပေမဲ့ကိုဘလီတောင်ထက်ရောက်လာပြီးဟန်တားလိုက်ပါတယ်။ကိုဘလီလေးကတော့သူ့ရှိချီးကပ်လာတဲ့အခါဟီရိုကသူ့ကိုအာယုံ ွေးဖို့ကြိုးစားပေမဲ့တကောင်းသူ့ကိုတိုက်ထုတ်လိုက်ပြီးတော့ကောင်မလင်းနောက်ကိုလိုက်သွားပါတယ်။ကောင်မလင်းနောက်ကိုလိုက်ရင်ဟီရိုကလျှင်စည်းလက်တလို့လျှင်မြန်တဲ့အချိန်နဲ့ပြေးနိုင်တဲ့ security တစ်ခုကိုရရှိသွားပါတယ်။မျိုးလင်မှာရှိနေတဲ့ဟီရိုနဲ့ကောင်မလင်းကို goblin နှကောင်းရေဆိုင်နေတုန်းမှာပဲတဆာရောက်လာပြီးတော့သူ့ရဲ့ lightning ultra mi sword tiger နဲ့ goblin နှကောင်းကိုရှင်းထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက် tesla ကသူ့လူတွေကိုကောင်မလင်းကိုအိမ်ပြန်ပို့ဖို့နဲ့မျိုးတဝိုက်မှာတောက်လုံနေတဲ့မီးတွေကိုညှိတဲ့ဖို့အမိန့်ပေးလိုက်ပါတယ်။ဟီရိုကလည်းဘွဲနံပါတ်တစ်ခုရရှိပြီးနောက်တက်စလာကသူ့ကိုခြေစားစစ်သားဖြစ်မျိုးသားတပ်ဖွဲ့မှာပါဝင်ဖို့ကမ်းလှမ်းပါတယ်။ ဒီကန်ဆန်းချက်ကြောင့်ဟီရိုကပျော်ရှင်သွားပြီးတော့ reunite တုံဆိုင်နေမှုမမှုဘဲနဲ့လက်ခံလိုက်ပါတယ်ဒီလိုနဲ့အချိန်နေအစဉ်ပြေသွားတဲ့ခါဟီရိုကဂိမ်းကိုဆင်းလုပ်ပြီးထွက်လိုက်ပါတယ်အိမ်ပြန်ရောက်တော့ဟီရိုကတော့ကာမိုရင်းရဲ့နောက်ထပ်ဂိမ်းဗီဒီယိုတစ်ခုကိုကြည့်ရှုပြီးတော့သူရွေးချယ်ခဲ့တဲ့ကွက်ကအသက်ရှင်နိုင်ရေး0.1 ပါဆန်တာရှိတယ်ဆိုတာသိလိုက်ရပါတယ်။ဒါပြင်ဟီရိုကသူညမရဲ့ခန်းကိုသွားပြီးတော့သူ့ရဲ့ပူတင်းကိုပေးလိုက်တာ။ဒီကတော့ရှောင်းမပြေးပဲကဲကိုဆက်ကစားတော့မယ်လို့ ပြောပြပါတယ်။သူ့ရဲ့ဆေးအားထက်သက်မှုရဲ့အကြောင်းရင်းကတော့ပြီးခုံပြပြိုင်ပွဲမှာကြာရှုံးခဲ့တယ်လို့တစုံတရာတဝက်တစ်ပြက်လက်မလျှော့ကျင်တော့တာအကြောင်းဖြစ်ပါတယ်။သူညမကာရီတွေကတော့သူ့ကိုယ်ရဲ့ဆုံးဖြတ်ချက်ကိုကြားပြီးတကားကိုပိတ်ပစ်လိုက်ပါတယ်။ဒီကိစ္စပြီးဆုံးသွားတဲ့အခါဟီရိုကလည်းခိန်းထဲကိုပြန်ဝင်ပြီးတက်စလာနဲ့တွေ့ဆုံကဘီယမ်ကာဘဲအိမ်ကိုခေါ်ဆောင်သွားခြင်းခံရပါတယ်။ ောက်ဆုံးမှတော့ဘယင်မရဲ့အေကိုရောက်ရှိကြပြီးမိတ်ဆက်စကားပြောပြီးနောက်ကာဗန်ကတော့ဟီရိုပွေးဖက်ပြီးတော့ကိုဗလင်တက်ဖြန့်ကိုအတွက်ကန်ကောင်းပါစီလို့ဆုတောင်းပေးပါတယ် အဲ့ဒီနောက်လေးကြီးရင်ဝဲမှာတက်ဆလာကစစ်သားတွေကိုကြေးစားစစ်သားပြင်ဝင်ရောက်လာတယ်ဟီရိုမိတ်ဆက်ပေးပါတယ်။ဒါပြင် Granada နဲ့ Palu ဆိုတဲ့တခြားငှားရင်သားတွေကြေးစားစစ်သားနှစ်ဦးကိုလည်းမိတ်ဆက်ပေးပါတယ်။အခြေအနေတွေကိုဆက်လက်ရှင်းပြရင်တက်ဆလာကတော့ Goblin နဲ့ပန်းနိုင်ရာဘယင်မအေယုံတတ်ခိုက်ပြီးတော့ဖျက်ဆီးဖို့ဖြစ်ကြောင်းပြောပြပါတယ်။ရှင်းပြပြီးနောက်တက်ဆလာကလည်းထွက်သွားပြီးဟီရို Palu နဲ့ Granada တို့ကိုတော့ဘောလုံးခေါ်တဲ့အဆောင်သူတို့ခန်းစီလိုက်ပြပါတယ်။ဟီရိုရဲ့ခန်းမတော့သူက Riona နဲ့စကားပြောပြီးတော့သူ့ရဲ့ချက်ဝတ်ဝစ်ဆင်ပြီးနောက်ဘောရောက်လာပါတယ်။ ဘောကတော့ဒါနဲ့ကိုခန့်ပညာလေးကျင်ကန်နေစတင်ဖို့အတွက်လေးကျင်ငွေရင်းစီပြန်လိုက်ဖို့ပြောပြီးဟီရိုကတော့တိတ်ပြီးကြက်သားမရှိတာကြောင့်အရင်စစ်တီတော့ဟုံမဟုံမေးပါတယ်အဲ့ဒီတော့ဘောကကြေးစားစစ်သားတွေကိုတင်းနန်းနိပြအေမော့နဲ့ပိတ်ဆက်ပေးဖို့လေးကျင်ငွေစီထွားပါတယ် အမိုးနဲ့မိတ်ဆက်ပြီးနောက် KT လို့ခေါ်တဲ့ကောင်မလေးတယောက်ဟီရိုနာကိုလာပြီးတော့အရင်ကသူကယ်ခဲ့တဲ့ကောင်မလေးကိုအိမ်ပြန်ပို့ပေးခဲ့တာကသူမဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့သူတို့ကောင်းကောင်းတော့မနှုတ်ဆက်ရသေးခဲ့အမိုးကသူတို့ကိုတားလိုက်ပြီးတော့ချက်ချင်းဟီရိုနဲ့လေ့ကျင့်ခြင်းစတင်ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်တဲ့ကဟီရိုကတော့အမိုးကိုအလွယ်တကူရှုံးနေခဲ့ပေမဲ့ဂရန်နာတာကတော့အမိုးကိုအလွယ်တကူနိုင်ယူလိုက်တာကြောင့်အမိုးကရှက်သွားပြီးတနေဟောနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အထီးတော်ဟီရိုကတော့ပေါ်နစ် KT ရုံးနဲ့သူနေစဉ်စာတူစားဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူတို့ကတော့ဘရာသားတို့ခရက်ကညင်းလိုက်တယ်လို့ညင်းလိုက်ကြပါတယ်။သမင်းစားခဲ့မှာတော့ဟီရိုတယောက်တည်းသမင်း င်ဆိုင်သို့ပတ်ဝန်းကျင်ခွဲခြားဆက်ဆံနေတာကိုတတိထားမိပါတယ် လေ့ကျင့်ရဲ့ဒုတိယနေ့မှာတော့ဟီရောကလေ့ကျင့်ခွင့်ကိုရောက်လာတော့အီမိုကသူ့ရဲ့ချင်းကိုအထင်သေးပြီးတော့ဒါတော့ဒီတိုင်းသာလွှဲခိုင်းထားပါဗျ။အဲ့ဒီချိန်မှာပဲကရဏနာတာရောက်လာပြီးတော့ဟီရောကသူ့ချစ်ဆုံးတကယ်ချင်းကိုတက်ခဲ့တာဖြစ်ကြောင်းပြောပြီးတော့ရန်စားဖို့ကြိုးစားပါဗျ။ဒါမှကီတီကဝင်လာပြီးတော့သူမနဲ့လေ့ကျင့်ဖို့ဟီရောကိုခေါ်လိုက်ပါဗျ။အဒီနော်မှာတော့စံသက်တိုက်ခိုက်ပွဲလုပ်ပြီးတော့ဟီရိုကဂရန်နာတာနဲ့ရှင်ပြိုင်မယ်မယ်အလွယ်တကူပဲရှုံးနိုင်သွားပါတယ်။ဒါကတော့တကယ်ကပါမှာကိုခင်ကပါမှာပါသူ့ဘောကမထူးကြဘူးဆိုတာဟီရိုသဘောပေါက်သွားစေပါတယ်။ဒါကြောင့်ရီယိုနာနဲ့ထိုင်ပြီးတော့ခင်ကခက်ခဲလို့နဲ့အတွက်စိတ်ညစ်နေပါတယ်။ ရီယိုလာကတော့ဒုက္ခနေရတာတွေဆွေးနွေးရေးခန်းမှာသွားတိုင်ကြဖို့ကြံပေးပါတယ်။ဒါမဲ့သွားတိုင်တဲ့အခါမှာတော့ဝန်တန်း ဒီနေ့ပဲမှာကျွမ်းကျင်မှုလုံးဝမရှိပဲကြီးစားစစ်တာဝင်လို့တာသူပြစ်ဖြစ်ကြောင်းပြောပြီးတော့အလုထွက်ဖို့ကြံပေးလိုက်ပါတယ်ဆွေးနွေးဖို့သွားတာတော့တုံးဝင်တာကြောင့်စိတ်ပြက်နေတော့ KTR ချိကက်လာပြီးထိကိုက်မိသွားတာလားလို့မလာမေးပါတယ်ဟီရိုကတော့မဟုတ်ကြောင်းပြောတော့ KTR တကယ်တော့ဆွေးနွေးကန်ယောဂနဲ့တန်ရာတွေအတွက်အဓိကဖြစ်ကြောင်းရှင်းပြပြီးတော့သူမဘာသာရေးသမားဖြစ်လို့စိတ်သက်သာရရဖို့ဖျောက်ဆူတောင်းကြောင်းပြောပြပါတယ်ရီယိုနာကတော့ဒါကွက်တစ်ခုဖြစ်နိုင်ပဲတင်းတဲ့အတွက်ဒေတာကန်ဖျားကြောင်းသွားပြီးဆူတောင်းဖို့ကြံပေးပါတယ်သူတို့ရောက်တဲ့အခါမှာတော့ sister ဟီရိုရေပုံးလိုက်လောင်းချပြီးဒါအတန်းစင်ပေးတာပဲလို့ပြောပြတယ်ရီယို နာကတော့အကောင်းမြင့်စိမ့်နဲ့ပဲဟီရိုရဲ့ကံကောင်းကြီးတွေပြောင်းလဲသွားပြီဖြစ်ပြီးမနက်ဖြန်မှာပိုကောင်းလာနိုင်မယ်လို့အားပေးလိုက်ပါတယ်။ချီဆတ်စစ်သား၄ချင်းရဲ့စတုတ်ထားနေမှာဟီရိုကဒါလစ်ချင်းမှုကဂရန်နာတာကိုရှုံးနေတော့ပါပဲ။ဂရန်နာတာနဲ့ပါလူတို့ကတော့အနိုင်ချင်းကသူ့ရှိရနေပတ်စံတောင်းပါတယ်။ရီယိုနာရဲ့ချန်ပီယံတိုင်အားနည်းဖို့ရနေတဲ့ပါလူကိုပြန်တိုက်ဖို့ကြိုးစားပေးမယ်အချီးနီးပါပဲ။ KT ကတော့အီမိုကိုဟီရိုအနိုင်ချင်းကြောင့်တိုင်လိုက်ပေးမယ်။ဂရန်နာတာနဲ့ပါလူကအပီကဲဟန်ဆောင်ပြီးတော့ KT ကိုသူ့တို့ဘက်ကဝင်ပါဖို့ဖိအားပေးပါတော့တယ်။ ကေတီယာလည်းဖျောင်းမခံနိုင်ပဲသူမဟီးရိုးတငယ်ချင်းမဟုတ်ကြောင်းပြောပြီးတော့ဖာလူဒိုနဲ့အတူထွက်သွားခဲ့ပါတယ်ရီယိုနာကလည်းဒီလိုအခြေအနေမျိုးမှာကိန်းကလက်တွေ့ဆက်လုံးတယ်လို့ပြောပြပါတယ်ဟီးရိုးကတော့စိတ်တကျနေပြီပဲရီယိုနာကတော့သူမရဲ့နတ်သမီးမို့ပညာတော်ပြီးကုညီမယ်လို့အာမခံလိုက်ပါတယ်နောက်နေ့မှာတော့ဂရန်နာတာရဲ့ဘုတ်ဖနက်တွေပျောက်ဆုံးနေပြီးတော့အဲ့ဒီဖနက်ကိုသူ့ဖားလုပ်ပေးထားတာဖြစ်လို့အရန်တော်သားထွက်နေပါတယ် မကြခင်ပါပဲဘောပတက်တရားမိလာရေထဲမှာပြန်တွေးလိုက်တာကြောင့်စိတ်ပြက်နေတဲ့ဂရန်နာတာလည်းဘသူလက်ချက်လေးလိုတွေးနေပါတယ်။ဒါတော့ဂရန်နာတာရဲ့ဓာတ်ကလည်းပျောက်သွားပြီးအားလုံးကလိုက်ရှာကြပဲမတွေးကြပါဘူး။နောက်ပိုင်းမှာတော့ဓာတ်ကိုအင်တာရက်စိုက်ထားတဲ့ပုံနဲ့ပြန်တွေးပါတယ်။ ကရဏတာကတော့သူတားကိုဆွဲထုတ်လိုက်ပြီးဟီရိုကခုဖြစ်နေတာသူလက်ချက်မလားလို့အော်ဟစ်ပြစ်တယ်ပါတယ်ဟီရိုကတော့သူ့မဟုတ်ချောင်းကြီးပြီးတော့ဘောကတော့တတ်သိမရှိဘူးဆိုပြီးဟီရိုကကွယ်ပေးပါတယ်အဲ့ဒီနောက်စတိုကန်နဲ့ကနေမိမတယောက်ရဲ့အော်တယ်ကိုကြားလိုက်ရပြီးတကယ်တော့သူနာပြုတ်မာရီယာကသူ့မရဲ့အတွင်းငယ်ပေါင်းပြီးပျောက်နေလို့ထိနေနေတာပါအဲ့ဒီဒွင်းငယ်တွေကိုတော့ကရဏတာရဲ့အိတ်ထဲမှာတွေ့လိုက်ရပါတယ်ကရဏတာကတော့မာရီယာကိုငါပေတော့မှဒါမျိုးခိုးမှမဟုတ်လို့အော်ညင်းလိုက်ပါတယ်ကျန်တဲ့ကြီးစားစစ်သားတွေကတော့သူတို့ရဲ့သူနာပြုတ်ကိုအော်တဲ့တော့ဝိုင်းပြီးဝေဖန်ကြပါတယ် ကိုရနာတာကတော့ဒီမှာဆက်နေဖို့အတိတ်ပဲမရှိတော့တာကိုတီးပြီးပါလိုဝါသူနဲ့အတူလှုပ်ထပ်ဖို့ပြောပေမဲ့ပါလိုဝါငင်းလိုက်ပါတယ်။ဒါကြောင့်ကိုရနာတာကလည်းစိတ်ထိရိုက်သွားပါတယ်။နောက်နေ့မှာတော့အီမိုကကိုရနာတာထွက်သွားတဲ့အကြောင်းကြီးစားစစ်သားတွေကိုတီးပြီးနေပါတယ်။အဲ့ဒီချိန်မှာပဲတက်စလာကစားတစ်ဆောင်လေးရောက်လာကအဲ့ဒီစားမှာတော့ကိုရနာတာလုပ်ခဲ့တဲ့အနိုင်ကျင်းမှုတွေအတွက်အီမိုကတာဝန်ရှိကြောင်းဖော်ပြထားပြီးတော့စာပို့သူကတော့ပါလိုနာမည်နဲ့ဖြစ်နေတာပါ။ တိုင်းတော့သူတို့နှစ်ယောက်စကားများကြတော့တက်ဆလာကတော့တာပြီးအီမွန်ကနီဗတ်ဆက်လုပ်ဖို့တင်းတော်တာလားမတင်းတော်ဘူးလားဆိုတာခြေစားစစ်သားတွေရဲ့သဘောထားကိုမေးပါတယ်။ KT ကတော့အီမွန်ကနီဗတ်ဖြစ်ဖို့မတင်းတော်ကြောင်ပြောပြီးတော့ဟီရိုဂရနတာနဲ့ပါလူတို့အနိုင်ကျင်တော့အီမွန်နဲ့ဂျန်နေသူတွေကလက်ပိုက်ကြည့်နေကြောင်ဝန်ခံလိုက်ပါတယ်။ဒါကြောင့်မေးအီမွန်ကိုယာတူကနေရုပ်သိမ်းလိုက်ပါတယ်။အဲ့ဒီညံပါပဲရီယိုနာကတော့အဲ့ဒီဖြစ်ပျက်တဲ့အားလုံးသူမလုပ်ခဲ့ကြောင်ပြောပြလိုက်ပြီးတော့နောက်ဂိမ်းနဲ့ဒီစင်းတကြီးရောက်လာတဲ့ဟီရိုစုအနေနဲ့မကောင်းတဲ့ပွဲနယ်မဲ့တီးတစ်ခုပေးလိုက်ပါတယ်။ အဒီနာရီယိုနာကတော့ကာမိုရီပြင်တခြားသူတယောက်ကိုဂိမ်းကိုအနိုင်ရစေခြင်းအကြောင်းကိုပြောပြပါတယ်။အကြောင်းကတော့လွန်ခဲ့တဲ့ဆယ်နှစ်တောင်ကသူမကဂိမ်းထဲမှာကာမိုရီနဲ့တွေ့ခဲ့ပြီးချိန်တွေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါမဲ့ကာမိုရီကတော့သူမရဲ့ရင်သာကြီးတွန်းနေတာကြောင့်ငြင်းခဲ့ပါတယ်။ဒါကြောင့်ရီယိုနာကတခြားသူတယောက်ကိုဂိမ်းကိုအနိုင်ယူစေခြင်းပြီးတော့အဲ့ဒီလူကိုလက်ထက်ကကာမိုရီကိုကလေစားချိန်မယ်လို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဟီရိုကတော့ဘာမှမဟုတ်တဲ့အကြောင်းရင်းကြောင့်ဒီဂိမ်းကိုသူ့ကိုဆော့ဖို့ဆွဲဆောင်ခဲ့တာဖြစ်လို့စိတ်ညစ်သွားပါတယ်။ရီယိုနာကတော့သူတို့လက်ထက်တဲ့အခါကာမိုရီကိုလက်စားချိန်နေတယ်လှောင်ပြောင်ပစ်တင်မယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မျောစင်တစ်ခုပေါ်မှာရက်နေတဲ့ဟီရိုကတော့ရီယိုနာရဲ့အကြောင်းကိုစဉ်းစားနေပါလေ။အဲ့ဒီချိန်မှာပဲတက်စလာရောက်လာပြီးအင်မောနဲ့ဂရန်နာဒါတို့ရဲ့အပြုမှုအတွက်တောင်းပန်ပြီးနောက်ဂိုဘလင်တွေကိုတိုက်ခိုက်ကြမယ်ကြောင်းပြောဆိုကြပြီးတက်စလာကတော့ဂိုဘလင်တွေကိုတိုက်ခတ်ပြီးနောက်မျိုးကနေထွက်သွားဖို့အစီအစဉ်ရှိမှရှိမေးပါရ။ဟီရိုကတော့တုံဆိုင်စွာနဲ့ပဲထွက်ချင်တဲ့အကြောင်းရင်းကိုပြောတော့တက်စလာကတော့ယီပြီးတော့ဒီအကြောင်းသူလည်းစိတ်ဝင်စားကြောင်းပြောတော့ဟီရိုကသူနဲ့တူလိုက်မလားလို့မေးပါရ။တက်စလာကတော့စဉ်းစားမယ်လို့ပြောနေတဲ့ပုံစံကြောင်းဟီရိုကတော့နမိတ်မကောက်လို့ခံစားလိုက်ရပြီးတိုက်ခိုက်မှုမှာတက်စလာတည်ဆုံသွားနိုင်တယ်လို့တွေးမိသွားပါရ။ ဒါကြောင့်ကာမိုရီရဲ့လမ်းညွှန်ချက်တွေကိုထပ်စစ်စီဖို့ဆုံးဖြတ်လိုက်ပါတယ်။အခန်းထဲမှာလိုလာတဲ့ဟီရိုရှီကတော့သူညမကာရီတဲ့ကသူ့ကိုစိုက်ကြည့်နေတာတွေ့တော့အံ့အားတင်သွားပါတယ်။အချောင်းရင်ကတော့ဒီနေ့မှဟီရိုဟာလေဂိမ်းဆော့တာညင်နေတော့သူညမကလည်းတေသွားပြီလားလို့စိတ်ပူပြီလားကြည့်တာပါ။ဟီရိုကလည်းကာမိုရီဂိမ်းလမ်းညွှန်ကြည့်ပြီးခိုဘလင်ကော့ကိုဘယ်လိုနိုင်ရမလဲဆိုတာသိလိုက်ရပါတယ်။နောက်ဆုံးတော့ခိုဘလင်တိုက်ခိုက်မဲ့နေမှာဟီရိုနဲ့တခြားကြီးသားစစ်သားတွေကကွေးမြင့်နေပါတန်းစီနေကြပါတယ်။ တက်စလာကတော့သူတို့ရဲ့စစ်စီရဲ့အတွက်အလက်ဆီယာနဲ့ရစ်ဆာသရက်လူတင်းနှစ်ယောက်လည်းတိုက်ခိုက်ရမှာပါမှဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဟီရိုကတော့ဒီချင်းလေးလုံးဝမကျင်တတ်ပါဘူး။ကိုဗလင်တိုက်ခိုက်မှုမတိုင်ခင်တက်စလာကမျိုးထဲမှာရာဇဝမှုတွေရုတ်တရက်မြင်မာလာတဲ့အတွက်စစ်သားတွေကိုမျိုးထဲကိုကင်းလက်ခိုင်းပါတယ်။ဟီရိုကတော့၅ရက်ရှိသွားပြီမဲ့ကိုဗလင်တိုက်ခိုက်မှုကဘာလို့မဖြစ်သေးတယ်လဲဆိုပြီးစိတ်ရှုပ်နေတော့ရီယိုနာကဒါအဲ့ဒီမတိုင်ခင်ပေါ်တဲ့ event တစ်ခုဖြစ်နိုင်တယ်လို့ယူဆပါတယ်။တက်စလာကတော့ဟီရိုရှိချိကက်ပြီးကန်ကြီးရှိတဲ့အရှိတ်ဘက်ခရယာကိုစောင့်ကြည့်ဖို့တာဝန်ပေးပြီးတော့အလက်ဆီယာနဲ့ရစ်ဆာကိုလည်းအတူလိုက်ဖို့တာဝန်ပေးလိုက်ပါတယ်။ အဲ့ဒီတော့ကင်းနေနေရောစာအလစ်စီယာသူတို့ပွဲလေထဲတာဆိုးရရာကြောင့်ပြောပေးမယ်။ဟီတိုကတော့နင်းလေအတူတူပဲလို့ပြောလိုက်တာကြောင့်ရစာလင်းကိုသွားပါတယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်အလစ်စီယာကပိုင်းနှိတ်တယောက်ရဲ့ညာဘက်လက်ကိုဖက်လိုက်တာကြောင့်ရီယိုနာကတော့စူးကြီးရနိုင်တာကြောင့်ပတ်ဆက်အိုးပြန်ပြီးဖို့ပြောပါတယ်။ဒါမဲ့သွားပြီးတဲ့အခါမှာတော့ပိုင်ရှင်ကကပိုင်းနှိုင်းရဲ့ပြက်နေတဲ့လက်ကပတ်ဆက်အိုးကိုဆုတ်ကိုက်ထားတော့ဖြစ်နေတာကြောင့်လန်ပြီးတော့မေးလေသွားခဲ့ပါတယ်။မျိုးပက်လင်မှာတော့ရာဇဝမှုတွေပိုဖြစ်လာတာကြောင့်ဒီနောက်ွယ်မှာလက်မေးရှိရမယ်လို့ရီယိုနာပြောလိုက်ပါတယ်။လမေးကြီးကတော့ကာစီနိုမှာရှိနေတဲ့အောင်ကပိုင်းနိုင်ရနေတဆင်တိလိုက်ရပါတယ်။ ရေစာနဲ့အလီစီယာတို့ကတော့လူဆိုးကန်းကိုရှင်းနေတော့ဟီရိုကတော့တစားကန်းတွေကိုကယ်နေရင်းနဲ့တစားကန်းတွေရဲ့တယောက်ကဂန်ဂျီဖီဖီသူ့ကိုအကျွန်းဖြစ်ရောင်းစားတော့မှာလို့ပြောပြပါတယ်လူဆိုးကန်းကိုချင်းပြီးတဲ့အခါမှာတော့လူတယောက်ကတော့ဂန်ဂျီကအတိတ်ကကြိုးကန်သူဖြစ်ကြောင်းဖော်ထုတ်လိုက်တာကြောင့်ချက်ချင်းပဲဂန်ဂျီကဟီရိုကိုဖမ်းချုပ်လိုက်ပါတယ် ဟီရိုကတော့ကန်ဂျီရဲ့လက်ကနေယုံထပ်ပြီးသူတို့ရင်ဆိုင်တိုက်ခိုက်ကြတော့မယ့်ချိန်ပါပဲအလက်စီကလက်တီတက်ချက်ထင်းနဲ့ကန်ဂျီကိုအလဲထုတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျူးလွန်သူအလုံးဖမ်းဆီးလိုက်ပြီးကန်ဂျီကအလက်စီကခွန်အားနဲ့စွမ်းရည်ကိုချီကျူးလိုက်ပါတယ်ကန်ဂျီနဲ့တခြားကျူးလွန်သူတွေခေါ်ထုတ်သွားပြီးတဲ့အခါမှာတော့တက်စလာဟီရိုအလုံးကောင်းကောင်းလုပ်ခဲ့တာတော့ချီကျူးနေတော့ဂိုဘလင်တွေရောက်လာပြီးတတိပေးတဲ့အတန်မီလာပါတယ်အဲ့ဒီချိန်မှာဟီရိုကတေးပေါက်ချင်းတွေပေါ်လာတာကြောင့်အင်တာကိုသွားတဲ့အခါအင်တာရဲ့အပေါ်ကနေဂိုဘလင်တကောင်းကချောင်းကြီးနေတာကိုတွေ့လိုက်ရပြီးထိမ့်လန့်သွားပါတယ်အဲ့ဒီဂိုဘလင်တွေတော့ဟီရိုနောက်ကိုလိုက်လာတဲ့ရစာတက်ပစ်လိုက်ပါတယ်ဟီရိုကတော့ရစာ ားသူ့နောက်လိုက်လာလို့မကျင်တဲ့ပေမဲ့ကျေးဇူးတင်စကားပြောလိုက်ပါတယ်ရီစာတော့ဟီရိုရဲ့ဒါကိုဘလင်းနေကိုရင်ဆိုင်ဖို့အလုံးလောက်ထပ်သလားလို့မေးလိုက်တာကြောင့်ဟီရိုကတော့ထက်ချောင်းတက်သေးပြဖို့ဒါကိုပေးလိုက်တဲ့အခါသူမကတော့ယူလိုက်ပြီးတော့ဟီရိုရဲ့ပောင်းကိုထိုးလိုက်တာကြောင့်ဟီရိုကလည်းနာကျင်စွာအော်ဟစ်လိုက်ပါတယ်ဒီဖြစ်ကတော့ရီစာကိုပျော်ရွှင်မှုအထွတ်ထည်ရစေပြီးတော့ဟီရိုကိုမြှုပ်ဆွဲလိုက်ပါတယ် အဲ့ဒီချိန်မှာပဲအလီစီယာရောက်လာပါတယ်။အလီစီယာကတော့သူ့ရဲ့တကိုးရေးချိန်ကိုဖျက်ဆီးလိုက်တာကြောင့်ရစာဒေါသတကြီးနဲ့အလီစီယာကိုရန်စားဖို့ချိုးစားပေမယ့်ဟီရိုကတော့တိုက်ခိုက်ရမယ့်ချိန်မဟုတ်ကြောင်းပြောပြီးတက်ဆလာကိုတောရှာတင်းကြောင်းပြောကသူတို့ကိုတားလိုက်ပါတယ်။သူတို့ရောက်သွားတဲ့အခါမှာတော့တက်ဆလာနဲ့သူ့စစ်သားတွေကသူတို့ဝိုင်းထားတဲ့ကိုဘလင်အုပ်စုကိုတိုက်ခိုက်နေကြပါတယ်။ရစာနဲ့အလီစီယာတို့လည်းရောက်လာပြီးချူချူကိုရောက်လာတဲ့ကိုဘလင်တွေကိုအသာလေးရင်ဆိုင်ကြပါတယ်။ဒါကြောင့်ဒီပွဲမှာအသက်ရှင်ဖို့အခွင့်အရေးရှိပြီလို့ဟီရိုကတွေးနေတော့ ဘောနီကီတူရောကော်ပလင်တချို့ကတောင်မတကောက်ပေါက်တန်းဝင်ရောသွားပြီးတော့တတင်းပို့တဲ့ခါမှာသူ့တွေးတွေကပြောင်းလဲသွားပါတယ်။အဲ့ဒီကော်ပလင်အုပ်စုရဲ့ခေါင်းဆောင်ကတော့မျိုးလုံးတစ်ဖက်ပဲရှိတဲ့ 1i ဖြစ်ပြီးတော့တက်စလာသူ့တတိထားနေရပါတယ်။ တက်စလာကတော့အရင်ကသူ့နဲ့တိုက်ပူပြီးတော့ 1i ကိုကမ်းအောင်လုပ်ခဲ့တာလေသူပါပဲအဲ့ဒီနောက်တက်စလာကဂိုဘလီနဲ့တိုက်ခိုက်နေတော့ Racer နဲ့ Alicia ရောက်လာပြီ Racer ကတော့ 1i ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘိုက်ကိုကမ်းလိုက်တာကြောင့်မီးမျောသွားပါတယ် Racer ကဒဏ်ရာရသွားတာကြောင့် Alicia နဲ့တိုက်ပွဲတွေကိုဝင်ကတက်စလာနဲ့တူ 1i ကိုတိုက်ခိုက်ပါတယ်အဲ့ဒီချိန်မှာပဲတက်စလာကသူ့လူတွေကိုပြန်ယူခိုင်းထားတဲ့လောင်ရည်တစ်ခုရောက်လာပြီးတော့အဲ့ဒီထဲမှာတော့ Goblin လေးတွေကိုဖမ်းထားပါတယ်တကယ်တော့ဒီကိုဘလင်တွေကိုဖမ်းထားတာကြောင့်ကိုဘလင်တွေကလာတိုက်ခိုက်ရတာဖြစ်ပြီးတော့သူပတာသူဆိုအေးစင်းနေကြတဲ့ကောင်တွေပါ ါကြောင့်ဝမ်ဟန်နဲ့အငိုင်းမိသွားတော့တက်စလာလေးသူ့ရဲ့ရုံးမရဘက်ကိုပြတိုင်းတက်စလာကဝမ်ဟန်ကိုတက်ခိုက်ပြီးတက်ပစ်လိုက်ပါတယ်။ဘီမကာဗန်လေးရောက်လာပြီးဝမ်ဟန်တီသားတဲ့အတွက်ပျော်ရွှင်နေပါတယ်။ဒါပြင်သူတို့ကမြို့ကိုထိန်းချုပ်ထားနိုင်ဖို့နဲ့မြို့သားတွေကိုအပြင်ကဘာနဲ့ဆက်သွယ်ဖြတ်ထားနိုင်ဖို့ကိုဗလီရဲ့တာသမီတွေကိုတစားကန်ဖြစ်ထိန်းသိမ်းထားကြ။သူမကပြောလိုက်ပါတယ်။ဒီမျိုးရင်မှောင်မိုက်တဲ့လိုဝက်ချက်ပေါ်ထွက်လာပြီးနောက်သူမကတော့လိုဝက်ချက်တွေတီးသွားတဲ့ဟီးရိုကိုတက်ပြစ်ဖို့ဆက်လက်လုပ်ဆောင်ပါတယ်။ဟီးရိုကတော့တက်စလာကိုမရှင်နိုင်လို့တွင်းနေတော့မှပဲတက်စလာကသူ့ရဲ့အထူးလှုပ်ရှားမှုဖြစ်တဲ့ Lightning Academy မှာ Lightning Academy Disprea ဆိုတဲ့နောက်ထပ်အဆင့်တစ်ခုရှိသေးကြောင်းပြောပြပါတယ်။ဒီတိုက်ခွတ်ကို Hero ပေါ်တုံးလိုက်ပြီးမှ Alicia ကတော့ဒီတိုက်ခွတ်ကိုခံပေးလိုက်ပါတယ်။ Hero ကတော့ Alicia ကိုတွားပြီးတချင်ရသူ့တပ်ဖို့ကြိုးစားခဲ့ပေမဲ့ဘာကြောင့်ကဲတင်ခဲ့တာလဲလို့မေးလိုက်ပါတယ်။သူမကတော့အတူကိုမတရားအိမ်မက်တင်းမှာ Hero ကိုခွဲလို့ဖို့ပြောခဲ့ကြောင်းပြောပြီး Hero ကသူမကတချင်ချင်းမှာလက်ထပ်ကျင်တယ်လို့ပြောခဲ့တာကိုကြားရတဲ့အတွက်အယံပြောရှင်ခဲ့ကြောင်းပြော Alicia လည်း Hero ရဲ့ရင်ခွင်ထဲမှာတိတ်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်ဟီရိုကလည်းဒေါသထွက်သွားပြီးတက်စလာကိုအတီးချလာအန်ဟောစရာကောင်းလာတက်စလာတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့ပါတယ်။အကြောင်းကတော့ဂိမ်းနဲ့မွေငယ်မှာကာမိုရီယာဂိမ်းနဲ့မှာလူတိုင်းမသိတဲ့လှဲခွက်တစ်ခုရှိအောင်ပြောပြပါတယ်။အခြေခံအားဖြင့်ကစားသမားရဲ့စိတ်ကံစားမှုကသူတို့ရဲ့စွမ်းရည်ကိုထင်ရှားပါတယ်။ဒါကြောင့်သူတို့မှာအနိုင်လိုတဲ့စိတ်တက်ရှိရှင်းဆက်ရှိလာမဲ့ခက်ခဲတဲ့စင်ခေါ်မှုတွေအတွက်နိုင်မို့ပို့ပြီးတော့အခွင့်အရေးများပါတယ်။လက်ရှိချိန်ပြန်ရောက်လာတဲ့ခါမှာတော့ဟီရိုကတက်စလာနဲ့ပြန်တိုက်ခိုက်ပြီးတော့နိုင်ငံနီးမှာပဲသူ့ရဲ့ဒါအကျိုးသွားခဲ့ပါတယ်။အတက်ခန့်ရုံမဲ့ချိန်ပါပဲမာတင်ရှိရဲ့တစ်ပင်စီကိုအာယုံမှာပေါ်လာခဲ့ပါတယ်။ သူတို့နှုတ်လဲခဏတာစကားပြောပြီးနောက်မာတေးကဟီရိုနဲ့ပူးပေါင်းလိုက်ကြပါတယ်။ဒါကြောင့်လက်ရှိချိန်ကိုပြောင်းရလာတဲ့အခါဟီရိုအကျိုးသွားတဲ့ဒါတက်စလာရဲ့ဒါကိုချိုးနိုင်တဲ့ကျိန်သာဒါဖြစ်ပြောင်းလဲသွားတာဟီရိုလည်းကျိန်သာဒါကိုကင်ဆယ်တကယ်ချင်းသက်သမားဆိုတဲ့ဘွဲနံပါတ်တေးကိုရသွားပါတယ်။သူတို့နှစ်ယောက်ကတော့ရင်ဆိုင်တိုက်ခိုက်ကြပြီးပဲနောက်ဆုံးမှတော့ဟီရိုကရှုံးနေသွားပါတယ်။ရှုံးနေမှုကြောင့်စိတ်သက်သာနေတဲ့ဟီရိုကလည်းကာမိုရီရဲ့ဝက်ဆိုက်ကိုပြန်သွားကြည့်တော့ ကစားသမားမတေဆုံးမီတနအီလိုမှာဂဲကိုပြန်လည်စတင်နိုင်တဲ့အထူးလီလန်းကိုအသေးစိတ်ဖော်ပြထားတဲ့ဗီဒီယိုမြင်လိုက်ရပါတယ်။ဒီအကြောင်းကြောင့်စိတ်တက်ကြလာတဲ့ဟီးရိုကလည်းတလားကြပါပဲဂဲကိုပြန်လည်စတင်ပြီးတော့အလက်ဆီယာသူ့ရဲ့ကံကြမ်းမိုင်းနဲ့ကဲတင်ဖို့ကိုကိုကိုခရီးပေးလိုက်ပါတယ်။တလားကြပြီးတဲ့ခါမှာတော့ဂျိုဂျီမှုနဲ့ပြင်းထန်နေတဲ့ဟီးရိုကဂဲရဲ့ဗာရှင်းတစ်ခုနဲ့တူတကယ်ဘဝနဲ့ပေါ်ပြီးလက်တက်ကြတဲ့ဂဲကိုဝေရောက်ဖို့ဆုံးဖြတ်လိုက်တာဒီအန်နမီလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။